အားလုံးပဲမင်္ဂလာပါခင်ဗျာ MBA သတင်းဌာနရဲ့ဒီကနေ့စတင်မလ29ရက်မှာရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါတော့မယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲစစ်ကော်မရှင်ရွေးကောက်ပွဲကိုကာကွယ်ပေးမယ်လို့ကြေညာလိုက်တဲ့ Green Lantern တုံးပွဲငင်းကြအောင်ကြိုးပမ်းနေရလို့ Consistent ရောက်မင်းအောင်လိုင်းပြောတဲ့သတင်းမြန်မာကိုဖျက်မှန်ဘူလိုင်းမုန်တိုင်းအကျဉ်းကြံကြောင်းလက်ပြရေကြီးမြေပြော်ရဖြစ်နိုင်တဲ့အကြောင်း85နှစ်အရွယ်မတန်ဆွမ်းအပွားအိုကို အာရမကျင်းတဲ့စစ်သားဆွေတဲ့တွင်တိုက်ပွဲပြင်းထန်နေတဲ့ပလောမှာအကျက်သားဆေးဦးထက်မင်းေကိုစစ်တပ်ဖမ်းဆီးရတဲ့တွင်ဟောင်ကောင်ဖြောဖြေပွဲမှာရုတ်တရက်ပါဝင်ခဲ့တဲ့ဂျက်ကီချန်းကြောင့်ပြည်သက်တဲ့အန်အော်တင်ခဲ့ရတဲ့တွင်အဲ့လို တနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပတွင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီနေ့မှာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်ရှင်ရွေးကောက်ပွဲကိုအကာအကွယ်ပေးမယ်လို့ကရင်လန်နဂိုင်တုံးပွဲကြေညာလိုက်တဲ့သတင်းဖြစ်ပါတယ်စစ်တပ်ဒေါက်တိုင်ကရင်လန်နဂိုင်အဖွဲ့အစည်းတုံးပွဲက2020ရွေးကောက်ပွဲကိုပယ်ဖျက်ပြီးအာနာသိမ့်ခဲ့တဲ့စစ်တပ်လုံးမဲ့ရွေးကောက်ပွဲကိုအကာအကွယ်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကရင်နေရှားဆောင်တက် BGF ရင်ငင်းကြဲရဲ့ကောင်စီ KNU KNLA PC နဲ့ဒီမိုကရေစီအကျိုးပြုကင်းတက်မတော် DKB ရဲ့အဖွဲ့၃ဘဲတို့ကအတိတ်ကခေါင်းဆောင်တွေစတင်မာလာ28ရက်မနေ့ကမြောက်ရီမြို့နယ်မှာရှိတဲ့ဘဂျက်အမှန်နဲ့တက်နေဌာနချုပ်တက်ကတဲ့ကျေးရွာမှာတွစ်ဆုံပွဲပြုလုပ်ပြရတာအခုလိုပူတွဲတင်ညာချက်ထုတ်လိုက်တာပါကို့ပြည်သူကိုရဲရဲစက်စက်တက်ဖြတ်နေတဲ့စစ်ကောင်ရှင်တက်ရဲ့ရွေးကောက်ပွဲကကရင်ပြည်နယ်နဲ့လူတို့ရဲ့ဘဝကိုအေဂျင့်တင်ညာဖန်တီးပေးလိုက်မယ်လို့ အဲ့ဒီကင်လက်နက်ကင်တပ်ဖွဲ့တွေကယူဆနေကြတာပါအဲ့ဒါကြောင့်ပဲဒီပူတွဲသဘောထားပြင်ညာချက်ကိုထုတ်ပြန်လိုက်တယ်လို့သူရဲ့ရွေချက်ကိုရှင်းလင်းထားပါတယ်အဲ့ဒီ၃ဘွဲ့အထက်ကစစ်တပ်လက်အောက်ခံထားတဲ့ဘုံမကြီးဆော့ရှစ်တွေရဲ့ BGF ကစစ်တပ်ကိုအာခံလိုက်ပူပေါင်းလိုက်လှုပ်ဆောင်နေပြန်တော့အခုနောက်ဆုံးမှာတော့စစ်တပ်အောက်ပြန်ဝင်သွားတာဖြစ်ပါတယ်တပန် DKBN နဲ့ KNU KNL PC တို့ကတော့တနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရက်စရဲသဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးထားကြပါတယ်။သူတို့ရဲ့ပူးတွဲကြင်ညာချက်ထဲမှာတော့စစ်တပ်ရွေးကောက်ပွဲကနိုင်ငံတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးကိုဖော်ဆောင်နိုင်မှာဖြစ်ပြီးရွေးကောက်ပွဲမထိခတ်အောင်ကာကွယ်စောင့်ရှောက်သွားမယ်လို့ဆိုထားပါတယ်။လက်ရှိ PKS တင်မလာ20ရန်နေရာစတင်ဖြစ်ပေါ်နေတဲ့လေကစ်ကော်တိုက်ပွဲအပါအဝင်ကရင်ပြည်နယ်အထက်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေအထက်မှာစစ်ကော်မရှင်ဘက်ကနေ BGF တပ်ဖွဲ့ဝင်တွေပါဝင်ကူညီတိုက်ပင်းနေတယ်လို့သိရပါတယ်။ ထမှန်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံငြိမ်းချမ်းအောင်ကြိုးပမ်းနေရလို့ကာဂီစစ်တန်ရောက်မင်းအောင်လှိုင်ကပြောလိုက်တဲ့သတင်းပါကာဂီစစ်တန်နိုင်ငံကို PKS တန်မလာ29ရက်ကစတင်ချောင်းနေစစ်ကောင်းဆောင်မင်းအောင်လှိုင်ကလက်တွေ့မှာတော့နိုင်ငံအနေနဲ့ဘုံပတ်ကျင်းနေပေမဲ့နိုင်ငံငြိမ်းချမ်းအောင်ကြိုးပမ်းနေရလို့တွားပြောနေပြန်ပါတယ်အမျိုးသားပြည်နယ်တင်းမြင်နေတဲ့ငြိမ်းချမ်းနန်းတော်အမျိုးသားပြတိုက်တို့ကိုတွားရောက်ရှင်အတွင်းနန်းတော်တာဝန်ရှိသူတွေကကာဂီစစ်တန်နိုင်ငံကလူမျိုးစုတွေအကြောင်း အမျိုးသားရဲ့ညီလာခံနှစ်စဉ်ကျင်းပနေမုံလူမျိုးစုရဲ့ရှင်ချင်းရှစ်ကြိမ်မုံနဲ့နားလည်မုံရှိအောင်ဆောင်ရွက်သွားဖို့နဲ့ပတ်သက်ပြီးပြောကြားနေခြင်းမင်းအောင်လည်းအခုလိုပြန်လည်ဖြစ်ပြောဆိုခဲ့တာပါမြန်မာနိုင်ငံလည်းတိုင်းဒေသလူမျိုးစုတွေအတူတကွပူးပေါင်းမြန်မာနိုင်ငံလည်းတိုင်းဒေသလူမျိုးတွေအတူတကွစုပေါင်းနေထိုင်နေရပြည်ထောင်စုနိုင်ငံကြီးဖြစ်ပြီးငင်းကြံစွာအတူရှင်တွင်းနေထိုင်ရတဲ့အတွက်ငင်းငင်းလုပ်ငန်းစဉ်တွေကို ိုးပန်းဆောင်ရွက်နေတဲ့အကြောင်းမင်းအောင်လိုင်ကပြန်လဲဆွေးနွေးခဲ့လို့စစ်ကောင်မရှင်ဘက်ကဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။အဲဒီနောက်အက်စတာနာမြို့က Astana International Financial Center AIFC ကိုလည်းစစ်ကောင်ဆောင်တွားရောက်ခဲ့ပြီးဒီစင်နာဟာတရုတ်ကျိုးကန်ရဲ့ Barrio Initiative BRI စီမံကိန်းနဲ့ချိတ်ဆက်ဆောင်ရွက်နေတဲ့ဗန်နိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပါတယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်ကရုရှားကနေစင် consistent နိုင်ငံကိုတွားရောက်ခဲ့တာပါ။ စစ်ကောင်ဆောင်မင်းအောင်လှဟာကန်စစ်တန်တမနာနဲ့ပီကေရစတမလာ16ရက်နေ့ကတမနာနန်းတော်မှာတွေ့ဆုံခဲ့ပါတယ်။အဲ့လိုတွေ့ဆုံခဲ့တဲ့အချိန်စစ်ကော်မရှင်နဲ့စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့အသင်းရှိရလို့ကန်စစ်တန်တမနာကပြောသလိုမင်းအောင်လှကလည်းနှစ်နိုင်ငံအကြားဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတုံ့မြင့်မယ်လို့ပြောထားပါတယ်။ပြည်တွင်းသတင်းတွေအထက်ကမြန်မာကိုဖျက်မှန်ဘူအလွန်မုန်တိုင်းအကျဉ်းအကြံကြောင့်လက်တပြည့်ရေကြီးမြေပြိုရာတွေဖြစ်နိုင်တဲ့အကြောင်းဆက်ပြောပြပေးပါမယ်။ ဖိလစ်ပိုင်နိုင်ငံနဲ့တဆင် BNN နိုင်ငံစီဥတီရွှေလျားနေရဲ့မုံတိုင်းဘူအလွန်ဟာလောက်ကနေတဆင်မြန်မာကိုဖျက်ချော်နိုင်တယ်လို့စစ်ကော်မရှင်မိုးစလာကခံမှန်းထားပါတယ်တောင်ကျုပ်ပင်လယ်ပြင်ပေါ်မှာဖြစ်ပေါ်နေတဲ့အဲ့ဒီတိုင်ဖုံးမုံတိုင်းဟာဒီနေ့ညအနေပိုင်းမှာ BNN နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသတွေအနားကနေအကောင်နဲ့အပူပိုင်းမုံတိုင်းအဖြစ်ဖျက်ချော်ဝင်ရောက်နိုင်ပါတယ်မနေ့ဖြင့်စတင်မာလာ30ရက်မှာတော့လောက်နိုင်ငံကိုအပူပိုင်းမုံတိုင်းအနည်းငယ်အဖြစ်ဝင်ရောက်ပြန်တော့ မြန်မာနိုင်ငံကိုတော့လေဖိအားနဲ့ဆက်ဖြစ်ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့မိုးစလကခံမှန်းထားပါတယ်။လက်ရှိဘိုလွန်မုန်တိုင်းရဲ့အမြင့်ဆုံးလေတိုက်နှုန်းကတနအီ85မိုင်နှုန်းလောက်ရှိတယ်လို့သိရပါတယ်။မုန်တိုင်းကပြတ်ထွက်လာတဲ့တိမ်တိုင်းတွေကြောင့်စတင်မာလာ28ရက်ညနေကနေအော်တိုဘာလာ10ရက်အထိ၄ရက်အတွင်းစကိုင်းတိုင်းအထက်ပိုင်းကရှင်နဲ့ချမ်းမြောက်တို့မှနေရာကြီးကြီးနဲ့နေပြည်တော်ရှမ်းကုန်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်း အီယာဝရီတိုင်းတနင်္သာရီတိုင်းကိုရင်လင်ပြေကိုရင်ပြေရှင်းပြေမွန်ပြေရခိုင်ပြေနဲ့ရှမ်းပြေတောင်ပိုင်းနဲ့အရှိတ်ပိုင်းတို့မှာနေရစိတ်စိတ်ကနေနေရအနှံ့ပြမိုးထက်ချုံချွာပြီးဒေသတစ်ချို့မှာဒေသအလိုက်နဲ့နေရကွက်မိုးကြီးရာမျိုးတွေဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်မြမကန်ရုံနဲ့တခြားနယ်ကန်လွင်ပင်လင်ပြင်တို့မှာရှမ်ပန်ရန်ခါမိုးသက်လေပြင်းတွေကြားရောက်ပြီးလှိုင်းကြီးနိုင်တယ်လို့ခန့်မှန်းထားပါသေးတယ် ဒါကြောင့်မိုးတထန်စွာရှားသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်တာမိုးတိကျွေတာလက်တပြက်ရေကြီးရနဲ့မြေပြော်ရဖြစ်နိုင်တဲ့အတွက်ကုန်းမြင့်နဲ့မြစ်ချောင်းအနည်းနေထိုင်သူတွေအနေနဲ့ကြိုတင်သတိပြုချောင်ချကြဖို့စစ်ကော်မရှင်မိုဇလာကအသိပေးချက်ထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီး85နှစ်အရွယ်မတန်ဆွမ်းအပွားအိုကိုအကျက်မုန်းနေတဲ့စစ်သားကအာရမကျင့်တဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။တနင်္သာရီတိုင်းတဲချောင်းမြို့နယ်မှာအကျက်မုန်းနေတဲ့စစ်သားတအုပ်ကအသက်85နှစ်အရွယ်ခြေတစ်ဖက်ပြတ်ထားရတဲ့ မတန်စွမ်းအဘွားကိုတအုပ်ကအရမပြုတ်ကျင်ခဲ့လို့တင်ရရှိပါတယ်။စတေမလာ25ရင်းနေကဆလို့အုတ်တူကျေးရတဲ့ကျောင်းနေအင်အားတရာကျော်ပါစစ်ကြောင်းကစစ်သားတအုပ်ဟာ PKS စတေမလာ29ရင်းညနေ4နာရီလောက်မှာအဘွားကိုတအုပ်ရဲ့ရှိနေတဲ့ကျင်းအရမပြုတ်ကျင်ခဲ့တာဖြစ်တယ်လို့တဝေခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကသိရပါတယ်။အဲ့ဒီစစ်သားဟာမကျူးလွန်ခင်တရကအဘွားကိုထံလာရောက်ခဲ့ပူပြီးနောက်တရက်မှာပဲအခုလိုကျူးလွန်ခဲ့ရလို့ဆိုပါတယ်။အဘွားက အသက်အရွယ်ရှိနေသေးလို့မလုပ်ဖို့တောင်းပန်ခဲ့တဲ့အကြောင်းပြောပြခဲ့လို့အဲ့ဒီသပိတ်ကော်မတီရဲ့တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံကိုဘုံက MP ကိုပြောပါတယ်။အရမပြုချင်းခံခဲ့ရတဲ့အဘွားဟာဆေးရှုပ်ကြောင်းခြေထောက်တစ်ဖက်ဖြတ်ထားရပြီးသူ့ညမနဲ့နှစ်ဦးနဲ့နေထိုင်နေပေမဲ့စစ်ကြောင်းဝင်လာပြီးရနောက်ပိုင်းညမဖြစ်သူစစ်ဆောင်ထွက်သွားလို့တဦးနဲ့ကြံနေခဲ့ရလို့သိရပါတယ်။အခုဖြစ်စဉ်ကြောင်းရုပ်ပိုင်ဆိုင်ရာကုသဖို့အထူးမလိုအပ်ပေမဲ့စိတ်ပိုင်ဆိုင်ရာထိခိုက်နေတဲ့အတွက်အရေးပေါ်ကုသဖို့လိုအပ်နေပြီး တပိတ်ကော်မတီကလိုအပ်တဲ့အကူအညီတွေပေးနေရလို့ကိုဘုံကပြောပါတယ်။အသက်ကြီးသူတယောက်တည်းဖြစ်တယ်။ဒေါက်တာတယောက်လည်းဖြစ်တာပေါ့။အဲ့လိုအမျိုးသမီးတောင်မှအောက်တန်းကြကြမတင်းကျင်းခံရတယ်ဆိုတဲ့ဟာကအကျံပတ်စစ်တဲ့ရဲ့ဇရိုက်လက္ခဏာကိုဖော်ပြနေရလို့ရပါလို့သူကမှတ်ချက်ပေးပါတယ်။ 2025ခုနှစ်ဇွန်လအတွင်းလောင်လုံမြို့နယ်ကညွန်ကျုံးရွာမှာစစ်တပ်တပ်ဆွဲခဲ့တဲ့အချိန်တုန်းကလည်းစစ်သား2ဦးကအသက်80အရွယ်အဘွားကိုတအုပ်ကိုနှစ်ရက်အတွင်းမားကျင်ထီအာရမပြူးချင်းမှုဖြစ်ပွားခဲ့လို့သိရပါတယ်။စတင်မလာ29ရက်ညနေပိုင်းမှာမတဲမှုကျူးလွန်တဲ့စစ်သားပါဝင်တဲ့စစ်ကြောင်းဟာအုတ်တူကျွာတဲကနေထွက်သွားပေမဲ့စတင်မလာ28ရက်ညနေပိုင်းထီအဲ့ဒီရွာနားမှာပဲရှိတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ပြည်တွင်းထက်ကနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ တိုက်ပွဲပြင်းထန်နေတဲ့ပလောမှာအရက်သားစေဦးတပ်မင်းတွေကိုစစ်တပ်ဖမ်းဆီးထားတဲ့အကြောင်းပါစစ်ကော်မရှင်တပ်နဲ့တော်လင်းပူပေါင်းတပ်တွေကြားတိုက်ပွဲပြင်းထန်နေတဲ့တနင်္သာရီတိုင်းပလောမြို့နယ်အတွင်းစစ်တပ်ကရွာစဉ်မိရှို့ကပြည်သူစေဦးကိုဖမ်းဆီးသွားတယ်လို့သိရရှိပါတယ်ပလောမြို့ကထွက်လာတဲ့စစ်ကောင်စီတပ်နဲ့တော်လင်းပူပေါင်းတပ်ဖွဲ့တို့ဟာစတေမလ28ရက်မနက်ကစလို့မင်းပြင်းရွာနားမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ် အဲ့နေညနေ6နာရီလောက်မှာမင်းမြင့်ရွာကနေင်တွေကိုမီးရှို့သွားပြန်တော့ဒီနေ့မနက်ပိုင်းထင်းနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့တော်လင်းတက်တွင်နဲ့နီးဆက်သူတွေဆီကနေသိရပါတယ်အခုမနက်ပွဲထက်ကနေမနေ့မနက်ကလေးကပြစ်ခတ်မှုဖြစ်နေတယ်ခွေးတွေကပလောမျိုးတွေကနေထွက်လာတာပါပလန်းမျိုးတွေကိုတော့ရေလန်းကနေဆင့်ရတိုးတာညနေပိုင်းကျဆင့်ရတိုးပြီးပြန်တက်လာတယ်မင်းမြင့်ရွာကအိမ်တွေကိုမီးရှို့သွားတယ်အရေးအတွက်ကတော့အတိအကျမသိနိုင်သေးဘူးလို့ဒီအကြောင်းသိရှိထားသူတူကပြောပါတယ် ဒီလိုမီးရှို့ရက်အပြင်မင်းပြင်ရွာမှာပုံရှုပ်ကွယ်ရှုပ်ပြန်လည်နေထိုင်နေသူဒေသခံဆေးဦးကစစ်တပ်စစ်ကြောင်နဲ့တိုးပြီးဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီဒေသခံတွေဟာအခုအချိန်ထိပြန်မလွတ်သေးပဲဘယ်နေရာကိုဖမ်းဆီးခေါ်ဆောင်ပြီးဘာလုပ်လိုက်တယ်ဆိုတာကို မသိသေးဘူးလို့ဒေသခံသတင်းမြစ်ကပြောပါတယ်ဒီနေ့မွန်းလွဲပိုင်းအထိအဲ့ဒီကတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့တော်လင်းတက်တွေဘက်ကသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူးအဲ့ဒီသားတိုက်ပွဲရဲ့အကြောင်းပလောမျိုးအပါဝင်မင်းပြန် ဘိုင်းပြင်နဲ့ဇရက်ဆိတ်စားတဲ့ကျေးရွာတွေကဒေသခံ9000ကျော်ပြီးခဲ့တဲ့ဩဂတ်လကတည်းကဆစ်ဆောင်နေရပြီးအခုအချိန်ထိနေရာမပြောင်းနိုင်သေးဘူးလို့သိရပါတယ်။နောက်ဆုံးပြပသတင်းအနေနဲ့ဟောင်ကောင်ဖျော်ဖြေပွဲမှာရုပ်တရက်ပါဝင်ခဲ့တဲ့ဂျက်ကီချန်ကြောင့်ပြည်သက်တဲ့အော်အော်တင်ခဲ့ရတဲ့အကြောင်းပြောပြရင်ဒီနေ့အတွက်ကျွန်တော်တို့ရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲအဆုံးသတ်လိုက်ချင်ပါတယ်။ဟောင်ကောင်နဲ့တရုတ်အပြင်ဟောလိဝုဒ်အထိနာမည်ကျော်ခဲ့တဲ့ဂန်ဝင်မင်းသားကြီးဂျက်ကီချန်ရဲ့ကျူတင်ကြောင်ညာခြင်းမရှိတဲ့ လက်တပြဲဝင်ရောက်ဖျော်ဖြင်မှုတွေကြောင့်ဟောင်ကောင်ပြည်သက်တွေရှော့ရစေခဲ့ပါတယ်။စတင်မလာ29ရက်နေ့ကဟောင်ကောင်မှာကျင်းပခဲ့ဆမ်မန်တိန်အမည်ရတောင်ကိုရီးယားကေပေါ်အဖွဲ့ရဲ့ဖျော်ဖြေပွဲမှာဂျက်ကီရှန်ကပါဝင်ခဲ့ရာကြောင်းပြည်သက်တွေရဲ့အော်ဟဲအပဲတာခံခဲ့ရပါတယ်။ဆမ်မန်နဲ့အဖွဲ့ဝင်ဂျွန်ကအဲ့တဲ့တယောက်ပါလာပြီးလို့ဖျော်ဖြေနေရင်ရုတ်တရက်ကျင်ညာလိုက်တယ်လို့ကျွန်တော်ငငယ်ကလေးကကြိုက်ခဲ့တဲ့အကြီးအကဲတယောက်ပါလို့ညွှန်ဆိုခဲ့ပါတယ်။တဆက်တည်းမှာပဲဂျက်ကီရှန်ရဲ့နာမည်အရင်ဖြစ်တဲ့ဝန်ကျွမ်းဖွေကိုလည်း ီနေ့ဩဂတ်လမှာထွက်ရှိထားတဲ့ The Shadow Age ရုပ်ရှင်မှာ အတူတွဲဖက်သေုပ်ဆောင်ခဲ့ဖို့သူတောင်ကိုရီးယားရဲ့အဆိုတော်နဲ့သေုပ်ဆောင်ဂျွန်ကထုတ်ဖော်မိတ်ဆက်ပေးသွားပါသေးတယ်။ Station နောက်ကကားလိုက်ကိုမားလိုက်တဲ့အခါမျက်မှန်တက်ထားပြီးရိုးရိုးဂျာကင်အင်ဂျီဝတ်ထားတဲ့ Jackie Chan ကိုတွေ့မြင်ရပါတယ်။ Jackie Chan ကသူ့ကိုပျော်အောင်လို့ဂျွန်ကဆမ်မန်တိန်အဖွဲ့ရဲ့ဖြောဖြေပွဲကိုဖိတ်ခဲ့ရလို့ပြောပါတယ်။ Jackie Chan ကသူ့ရဲ့နာမည်ကြီးသရှင်ဖြစ်တဲ့ ဆန်စီရီဟီယွန်းရဲ့ပရိသတ်တွေကိုဖျော်ဖြေပေးခဲ့ပါတယ်။တန်ကိုရီးယားနိုင်ငံကဆမ်မန်သင်းကေပေါ်အဖွဲ့ဟာဟေဟော့တရုတ်ဆောင်ရက်ပနတ်တရှင်အကာရုံးနဲ့အတူနမဲကြီးပြီးအဖွဲ့ဝင်စစ်တုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ MPA ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MPA ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်ပြားကျမ်းမာချမ်းသာပြီးဘောအမောတွေပြေကြပါစေခင်ဗျာ။